ကဲမင်္ဂလာပါညီကိုတို့ရေ Gobi Page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျအဲ့တော့ဒီဗီဒီယိုကတော့ဒါဒီနေ့22ရက်10လ2025ရက် Champion League ဒါ Round 3 Day 2ရဲ့ဒါလက်ကျန်ပွဲ3ပွဲဖြစ်ပါတယ်ဒီထဲမှာ Real Madrid နဲ့ Juventus ပွဲပြောမယ် Bayern Munich နဲ့ Brugge ပွဲပြောမယ် Lisbon နဲ့ Marseille ပွဲ3ပွဲဒီထဲမှာပြောပြီးတော့ဒီ Mount ထဲမှာကြံတဲ့ Middlesbrough ပွဲလေးပါဒီနေ့ Championship ထဲကကျွန်တော်နှိုက်ထုတ်ထားပါတယ်အဲ့တော့ဘောင်းလေးပွဲ TV တွေမှာပြောပြပါမယ်ဒီထဲမှာကျွန်တော်၄သင်းပေါင်း2မောင်းလုံးဒီနေ့ပွဲပြော ဒီမှာဒီဗီဒီယိုလေးမှာပြောမယ်ပြီးရင်နှစ်စာပွဲတစ်ပွဲကြံတယ်ဒါကြောင့်လည်းတော့ပွဲနှစ်စာပွဲတစ်ပွဲရဲ့ရိုးရိုးပွဲဒါကြောင့်လည်းတော့ပွဲတစ်ပွဲလေးရဲ့ပြောမှာဖြစ်ပါတယ်เนาะဒါကြောင့်လက်ရှိကျွန်တော်စလိုက်အောင်အဲ့တော့ဒါ wise bet မှာဆော့ကျင်တဲ့ညီကိုတွေအနေနဲ့ကလည်း Gobi ရဲ့ promo code ဖြစ်တဲ့ GB777 ကိုအသုံးပြုတော့လေ100% bonus တွေရယူနိုင်ပါတယ်အသေးသေးသိရှိလိုပါက wise bet မြန်မာ Facebook page နဲ့သူတို့ application တို့မဟုတ် website လင်ကရဲ့ customer service call တွေကိုနေပြီးတော့လည်း24နာရီတည်လို့ရတယ်မေးမြန်းလို့ရပါတယ်ဆိုတော့ let's go ပါအဲ့တော့လက်ရှိအနေအထားအရာပြန်စဉ်းစားမယ်ဆိုရင် ဒီ Real Madrid ပေါ်ရမယ်ကျွန်တော်စပြောမယ်နော်အဲ့တော့ Real Madrid ဟာလောလောဆယ်အနေအထားမှာအဲ့လောက်ကြီးတော့ခြေစွမ်းမကောင်းမိမယ်လို့ပြန်တည်ငြိမ်တဲ့အနေအထားဘက်တော့ရောက်လာတယ်ပေါ့လေအဲ့တော့ကစားသမားတချို့လည်းပြန်ပါလာတဲ့အတွက်ခြေစွမ်းကတော့ပြန်ငြိမ်သွားပြီအဲ့တော့တလုံး30ရှုံးကမှ3လုံး30ရှုံးဆိုတော့တလုံးတည်3လုံးတည်ပဲထားပါတော့ဗျာအဲ့တော့ဒီလိုမျိုးကြေးပေးပြီဆိုရင်တော့အများစုဇုံပေါ်တက်တာ တွေ့ရတယ်အဲ့တော့ဒီတည်းမှာ Real Madrid အနေနဲ့ကနောက်ဆုံးပွဲမှာ graphic ကို Z1 နဲ့သုံးမှတ်တော့ရခဲ့တယ်သူတို့ဒီယာဒီမှာဆိုးဆိုးရွားရွားရှုံးလာတာဆိုလို့ Tico အသင်းကိုဒါ5-2ဆိုတဲ့ရလနဲ့ပဲသူတို့ရှုံးလာတယ်ဗောလေဂျန်နယ်ပွဲတွေက Champion League မှာလည်း Gareth Almedy ကို5-0နဲ့နောက်ဒီ Marseille အသင်းကိုကျွန်တော်2-1နဲ့ကန်ထားတာတွေ့ရပါတယ်အဲ့တော့လက်ရှိ Real Madrid ရဲ့အဲဖောင်အရာကတော့တိုက်စစ်ကတော့အလုပ်ဖြစ်တယ်အဓိကကတော့ဒီ cancel လေးပဲစိုးရင်ရမယ်အနေထားလေးပဲရှိတယ်ဗောလေအဲ့တော့တစ်ဖက်ကအသင်း ဒီပြန်ကြည့်ရရင် Jupiter's အနေနဲ့ကလည်းကိုမိုအသင်းကိုတောင်မှ2စီးနဲ့ရှုံးခဲ့တဲ့အနေအထားမျိုးမှာနည်းနည်းလေးတော့ လန့်ရတယ်ပေါ့နော်အဲ့တော့ Juventus ကအဓိကပြဿနာဟာလက်ရှိနီးပြလက်ထက်မှာခံစစ်အရန်ပိတ်ဆော့လွန်းလာကြောင်းတိုက်စစ်မှာဂိုးမရမရတဲ့ပြဿနာဖြစ်နေတယ်ဒါပေမဲ့အဲပွင့်ချင်တဲ့ပွဲလဲပွင့်တာပဲပေါ့လေ Dortmund နဲ့ပွဲမှာကျတော့4-4နဲ့ပွဲမြင်တွေးခဲ့ရတယ် Villarreal ရဲ့အင်ကွင်းမှာ2-2ဆိုတော့ Champions League နှစ်ပွဲလုံးမှာနှစ်မှတ်ပဲရသေးတယ်အဲ့တော့ Real Madrid အနေနဲ့ကတော့လက်ရှိအနေအထားမှာဒါနှစ်ပွဲကစား6မှတ်ရတဲ့အနေအထားမျိုးဖြစ်တာကြောင့်ဒီပွဲလဲအကယ်၍များရခဲ့ရင်တော့1-8တေးကြတော့ရှိမယ်ပေါ့လေနော်ဒါကြောင့်အမားတော့ခံမှာမဟုတ်ဘူးဆိုတော့တစ်ဖက်ကပြန်ကြည့်ရင်ဒီလက်ရှိလူစင်းအရ ရကလည်းဒါ real america အများကြီးပိုတာတဲ့အနေအထားမှာရှိပါတယ်အဲ့တော့တလုံးတည်ရင်မှာသုံးလုံးတည်ရင်နဲ့ပေးထားတဲ့အနေအထားအရာကတော့လက်ရှိအင်္ဂွင်းဖောင်မှာ marseille တော့မှာ2-1နဲ့နိုင်ထားတဲ့အတွက်ကျွန်တော်ဒီဝဲလီတော့ကတ်နိုင်မယ်လို့ယူဆတယ်ဆိုတော့တလုံးမှု30ပဲရှုံးမဲ့အနေအထားမျိုးမှာ30လောက်ကတော့မပြောပါလောက်ပါဘူးเนาะအဲ့တော့ real ပဲနေရမှာဖြစ်ပါတယ် real madrid body ဒီနေ့ရတကြောင်းတဲ့ပွဲတွေကရိုးရိုးပွဲလေးဖြစ်ပါတယ် real madrid body ဖြစ်ပါတယ်โอเคပါအဲ့တော့နောက်တစ်ပွဲလေးဆက်သွားပါမယ် bayern munich နဲ့ကျွန်တော်တို့ brugge ပွဲလေးဖြစ်ပါတယ်နှလုံး80ရှုံး၄လုံးတည်နေပြန်ကားထားပါတယ် ဒီနှစ်သိန်း2005ခုနှစ်တုန်းကဒီဘန်မြူနဲ့အင်္ဂါမှာနှလုံး50ပေါင်ပေးဘူးတဲ့ 1C နဲ့ပဲကျွန်တော်ဂျေနက်ခဲ့ရတာဖြစ်ပါတယ်အဲ့တော့လက်ရှိအနေထားအရနှလုံး80ရှုံးကတော်တော်ကြီးကိုပြင်းတဲ့အဲဂျီမျိုးဖြစ်တယ်ပေါ့လေအဲ့တော့လက်ရှိ ဘိုင်မြူးနဲ့မှာကအဓိကဂနာပရီဒိုင်ယန်ရသွားတယ်အဲ့တော့ဒီနေ့ဘက်မှာပြီးခဲ့တဲ့ပွဲတိုင်းမှာ442နဲ့ပဲထွက်မလာတဲ့ဂျက်ဆန်တော့ပြန်သုံးလာတာတွေ့ရတယ်ပေါ့လीနော်အဲ့တော့ဟာရီကိန်းလည်းပါနိုင်တယ်အဲ့တော့လက်ရှိအနေထားအရနှလုံး80ရှုံးမှာ၄လုံးတည်ဆိုကြတဲ့ကအောက်ထက်၃လုံးပြတ်မယ်ဆိုတော့ body ဝင်ယိုးမျိုးဖြစ်ပြီးတော့၄လုံးအထိလည်းရောက်နိုင်တဲ့အတွက်၄လုံးတည်နဲ့ပြန်ကားထားခြင်းဖြစ်ပါတယ်ဒါပေမဲ့လက်ရှိပြီးခဲ့တဲ့ပွဲမှာပါဖို့အင်ကမှာ15ပြီးရင် Chelsea ကို13အဲ31ပေါ့လीတောက်လျှောက် over 2.5တွေကြီးပဲတွေ့ရတဲ့အနေထားမျိုးမှာတစ်ဖက်က Bruges အနေနဲ့ဖွင့်ဆော့ပါမလားအဲ့ဒီချက်ပဲကျွန်တော်စိတ်ပူတယ် ဘရူဂျာဟာအလနာအင်ကောမှာ2-1နဲ့ဒါဖွင့်စော်တယ်မိုနာကိုအသင်းကို4-1နဲ့နိုင်တယ်ဆိုတော့တိုက်စစ်ကတော့အလုပ်တော့ဖြစ်တယ်ဗျဒါပေမဲ့လက်ရှိအနေအထားအရအဝေးဝင်းဟာအဲ့လောက်ကြီးဘရူဂျာအနေနဲ့ဖွင့်စော်ပါမလားအဲ့တစ်ချက်ပဲစိုးရင်စရာရှိတယ်ပေါ့လေအဲ့တော့နောက်ဆုံး5ပွဲမှာ3ပွဲ9ရောက်ထားတာကြောင့်ဖြစ်ပါတယ်အဲ့တော့နှလုံး80ရှုံးမှာ၄လုံးတည်ကြီးအရာတေချာတာတခုကတော့3လုံးအထီတော့2သိန်းပေါင်းရင်ရောင်းနိုင်ကြီးရှိတယ်ဘရူဂျာအနေနဲ့တလုံးရသွားခဲ့ရင်ဘော်ဒီဝင်ရိုးအနေနဲ့3လုံးပြတ်ဖို့ဆိုရင်၄ကိုတကူမှရတော့မှာဒါကြောင့်လက်ရှိအနေအထားအရနေမယ်ဆိုရင်တော့ကျွန်တော်တို့ ဟိုဘရူဂျက်တော့ပါပါလေးကြိုက်တယ်ဒါပေမဲ့ဘိုင်မင်းနစ်ဘက်ကကြီးပဲလေလေလုံးအထိရောက်နေတာကြောင့်ကျွန်တော်ကိုအပေါ်လေးပဲသွားနိုင်မယ်လို့ယူဆတယ်ပေါ့နော်3-1ဆိုရင်လေကျွန်တော်တို့အရှုံးမရှိဘူးဆိုတော့အဲလေလုံးရအောင်တော့ဆူတောင်းအောင်အနေထားပေါ့ဒီနော်ဒါကြောင့်ကြိုက်တာကကျွန်တော်ဘရူဂျက်နဲ့ကိုပေါ်နှစ်ချောင်းနဲ့တစ်ချောင်းဝင်နိုင်ပါတယ်ဒါပေမဲ့ကျွန်တော်လေးသင်းမောင်းထဲမှာဒီဘိုင်မင်းနစ်ကိုအပေါ်လေးပဲကျွန်တော်ထည့်ထားပါတယ်โอเคပါဆိုတော့နောက်ဆုံးပွဲကတော့ဒီနေ့ရဲ့ ဒါနောက်ဆုံးဒါနှစ်စာပွဲလေးဖြစ်ပါတယ်เนาะအဲ့ဒါကတော့ Lisbon Sporting Lisbon နဲ့ Marseille ပွဲလေးဖြစ်ပါတယ်ဒီမှာ Marseille အနေနဲ့ဒါ Lisbon အိမ်ခွင်းမှာ Lisbon က level 50ရှုံးပြန်ပြီးပြီးတော့မှ၃လုံးတည်ရဆိုတဲ့ရလနဲ့အဲဂိုးပေါင်းကြီးနဲ့ပြန်ကားထားပါတယ်ဒီနေ့သိရနောက်ဆုံးထိုက်တဲ့ဆိုမှာ2022 Champion League မှာဒီ Lisbon အိမ်ခွင်းမှာ Lisbon က level 50ရှုံးပေးပြီးတော့ဒါ Z2 နဲ့ပွဲပြီးခဲ့တာဖြစ်ပါတယ်เนาะအဲ့တော့လက်ရှိလဲထပ်ပြီးတော့အဲ့လိုဂျေးမြဲ အဲ့လိုမျိုးကြီးပဲထပ်ပြီးပေးထားတယ်ပေါ့လေအဲ့တော့ Lisbon ဟာအရင် Lisbon တော့မဟုတ်တာတေချာသွားပြီအဲ့တော့လက်ရှိအနေအထားရ Lisbon အနေနဲ့အဆင့်နှစ်မှာပဲ Porto ကိုဒါ အဆင့်နှစ်မှာရက်တည်နေတယ်ပေါ်တိုကိုရက်အောက်မှာပေါ့လေပေါ်တိုကလက်ရှိအဆင့်တင်မှာအဲ့တော့လက်ရှိအနေထားအရရှစ်ပွဲကစားပြီးမှ6ပွဲနိုင်တပွဲတည်တပွဲရှုံးနဲ့လက်ရှိဒါ920သွင်းနဲ့၅ခုပေးရတယ်ရမှတ်19မှန်းနဲ့သူတို့ရဲ့ပေါ်တဂီလီမှာရက်တည်နေပါတယ်အဲ့တော့မာစီကတော့လက်ရှိလီကူဝမ်းမှာအဆင့်တင်နေတာကရက်တည်နေတာဖြစ်ပါတယ်လက်ရှိမှာရှစ်ပွဲမှာ2ပွဲတော့ရှုံးထားတယ်22ခုသွင်းထားတယ်9ခုပေးထားရတယ်ရမှတ်အားလုံးပေါင်း16မှန်းနဲ့ရက်တည်နေတာဖြစ်ပါတယ်အဲ့တော့ပြန်ကြည့်ရရင်တော့လစ်စဘွန်ဟာချန်ပီယံလိမ့်မှာနာပိုလီကို2-1နဲ့ရှုံးခဲ့တယ် ကားရက်အာမဒီကို4-1တောက်လျှောက်လဲ over 2.5တွေဘိုဒင်းနစ်စကိုလေးတွေအများစုတွေ့ရတာဖြစ်ပါတယ်။ဒီဘက်ကမာဆေးလဲထိုနီတကောင်းပဲတောက်လျှောက်နောက်ဆုံးပြန်ပေါ်ဆုံး9ပွဲမှာ6ပွဲ9အပေါ်သွားထားတယ်။နောက်ဆုံးပွဲမှာ6ကို2ကိုအထိအောင်မှဂိုးတွေနော်ဖွင့်ဆော့ခဲ့တာတွေ့ရပါတယ်။အဲ့တော့ခန်းစစ်ကလည်းဖွင့်ပါတယ်။မာဆေးအနေနဲ့ချန်ပီယံလိမှာဒီ၄ကိုပြတ်နဲ့အိုက်ရအသင်းကိုအေဂျာအသင်းကိုနိုင်တာတယ်။ရီယယ်မက်ဒရစ်အိမ်ကမှာ2-1နဲ့မာဆေးကို အဲမာစီကရီယယ်မက်ဒကို2-1နဲ့ရှုံးထားခြင်းဖြစ်ပါတယ်နောက်တစ်ခုကမာစီဘော်ဒီကြိုက်တယ်ဗျသို့ပေမဲ့မနေရတာတစ်ချက်ပဲလက်ရှိပြန်ဖို့တော့နောက်ဆုံး9ပွဲဆက်ကြီးအောင်ထားတယ်အတွက်မာစီအနေနဲ့ဒီပွဲသို့မဟုတ်လာမယ့်ပွဲနှပွဲနှင်းမှာကြီးကြတော့မှာဒါကြောင့်ဘော်ဒီကနည်းနည်းလေးအနေနဲ့များသွားတာပုံမှန်အားဖြင့်တော့လက်ရှိခြေစွမ်းမျိုးတွေကမာစီနေကိုနေရမယ့်အနေအထားမျိုးဖြစ်ပါတယ်ဒါပေမဲ့ဒီ9ပွဲဆက်ကြီးအောင်ထားတဲ့အချက်ကြောင့်ကျွန်တော်ဘော်ဒီလေးတော့ ရှောင်လိုက်ပါတယ်ဆိုတော့နှစ်သိန်းစလုံးရဲ့ဇီရိုက်လက္ခဏာအရဒီဘွဲက9ပုံမဲ့ဘွဲလို့ပဲကျွန်တော်သုံးသတ်တယ်အနည်းဆုံး3လုံးအထိတော့အောက်ထည့်ရောက်နိုင်မယ်လို့ယူဆပါတယ်เนาะ1 2 2 2 1လို့မျိုးရလက်လေးတွေဖြစ်ပေါ်နိုင်တာကြောင့်ကျွန်တော်ဒီနေ့ရဲ့နောက်ထပ်ဒါနှစ်ဆပွဲအနေနဲ့မာစေးဂိုးအပေါ်လေးရွေးချယ်ထားခြင်းဖြစ်ပါတယ်โอเคပါဒါဆိုရင်တော့တော့နောက်တစ်ပွဲကြံသေးတယ် middle broad body เนาะအဲ့တော့လက်ရှိ middle broad အသင်းဟာ coventry frankfurt ရဲ့ frankfurt တောင်ဖြစ်တယ် frank lampard ရဲ့ဒီ coventry အသင်းနဲ့ဒါ အဆင့်တင့်နေရရှင်လူနေတယ်ပေါ့လေမနေ့ကတော့ Coventry ကသုံးမှတ်ထပ်ရသွားတဲ့အတွက်မြေတော့ Brody ဒီနေ့ပေါ်မှာနိုင်ကိုနိုင်ရမယ့်ပွဲဖြစ်ပါတယ်။အဲ့တော့ဒီမှာလက်ရှိတလုံး90ပေါင်ဝေးဝန်းကနေမြေတော့ Brody ပေးထားတဲ့နှလုံး100ရှုံးနဲ့ပေးထားပါတယ်။အဲ့တော့လက်ရှိမြေတော့ Brody အဆင့်နှစ်အသင် Sheffy Wednesday ဟာတန်းစင်းစုံနဲ့ရမှာအောက်ဆုံးအသင်းဖြစ်ပါတယ်။ဒါကြောင့်ခြေစွမ်းအရန်ကွာပါတယ်။လုံး90ပေါင်မှာနှလုံး100ရှုံးပေးထားခြင်းဖြစ်ပါတယ်။ဒီမှာပြောရရင် Coventry အနေနဲ့ Sheffy Wednesday အိမ်ကွင်းမှာ ဘလောက်ပေးခဲ့လဲကျွန်တော်ကြည့်လို့ရသွားပြီเนาะအဲ့တော့ဒီမှာ Chevy Wise အင်္ဂါမှာ Coventry ပေးတဲ့အဝေးဝင်ကြီးကတလုံးတည်ဖြစ်တယ်ငါးခုပြန်နဲ့နိုင်တာလေဆိုတော့ဘာလို့တလုံးတည်မပေးတာလဲဆိုတော့လက်ရှိ Middlebro ရဲ့တိုက်စစ်ဟာ Coventry တဲ့ဆိုင်ရင်လက်ရှိတိုက်စစ်ပြန်ကြည့်လိုက်เนาะတေးပဲမှာအဲ့တော့နှစ်ဆတိတိကွာတာတွေ့ရတယ် Coventry ကလက်ရှိမှာ930ကျော်သွင်းထားပြီးပြီ Middlebro ကလက်ရှိ14ခု15ခုပဲသွင်းရသေးတယ်ဆိုတော့နှစ်ဆလောက်ကွာတယ်တိုက်စစ်ကခန်းစစ်ကလည်းလက်ရှိနေထားရ Middlebro ကလုံနေလို့ကျွန်တော်ပြောလို့ရတယ်အဲဒါကြောင့်လက်ရှိ GB ဘဝ90กว่าနေခြင်း ဖြစ်ပါတယ်။ Chevy Wasi အင်ကွဲမှာဒီရသည်တည်တပွဲပဲရှိတယ်။ကြံတပွဲအားလုံးရှုံးထားတယ်။ Swansea ကိုရှုံးတယ်၊ Brazil ကိုရှုံးတယ်၊ Grenzio ကိုရှုံးတယ်၊ Coventry ကိုရှုံးထားတာဖြစ်ပါတယ်။တော့တစ်ခါအသင်း Middlesbrough ဟာဒီရသည်အဝေးဝင်းတည်ပွဲလေးလေးတော့အနည်းလေးတည်ထားရမယ်။နော်။နိုင်နေပွဲကတော့ Norwich ကိုနိုင်တယ်၊ Millwall ကိုနိုင်တယ်၊ Preston ကိုတည်နေ၊ Southampton ကိုတည်။ဒါက Preston ကဆောင်းတန်ကောကအင်ကွဲဒီတိုက်စစ်ပိုင်းအားကိုးရတဲ့အတွက်ဖြစ်ပါတယ်။အဲ့တော့ post mount ရဲ့ပွဲမှာလည်းပဲငါးလေ1-0နဲ့တော့ရှုံးထားတယ်။ဆိုတော့လက်ရှိလုံး90ဘောင်းမှာနှလုံး100ရှုံးကြီးအရမေရဘော့သွင်းမယ်ဆိုရင်တော့မှကတ်ပြီးနိုင်မယ် ပွဲမျိုးဖြစ်နေပါတယ်။ဒါပေမဲ့တန်ဆင်းစုံအောင်ဆုံးတဲ့မှာမှာ Chevy Wise အိမ်ဝင်းဟာတကိုးပဲရသေးတယ်။14ကိုပေးထားရတာကြောင့်ဒီပွဲရမယ်တော့ဘော့9လောက်မယ်လို့ကျွန်တော်ယူဆတာကြောင့်၄သင်းမောင်းလိုက်မှာနောက်ထပ် Legend ပွဲအနေနဲ့ Middle Bro 40လေးထည့်ထားခြင်းဖြစ်ပါတယ်။ Middle Bro 40ပါ။ Okay ပါဒါဆိုရင်တော့ပြီးပါပြီ။ဆိုတော့ ကျောက်တာအသေးလေးလက်မလေးနော်တယောက်တစ်ချက်လောက်ကုန်ပြီးတော့နှိပ်ပေးကြပါအောင်ညီကိုရေကျေးဇူးများတင်ပါတယ်ဗျဆိုတော့ကျောင်းပြန်ပြီးတော့၄သိန်းမောင်းလေး၂မောင်းပြန်ပြီးတွဲမယ်ဆိုရင်တော့ဒီနေ့22ရက်10လ2025ရက်၄သိန်းမောင်းမောင်းတစ်ထဲမှာမိုနာကိုဘော်ဒီမာဆေးဂိုးဘော်လီဗာပူးဂိုးဘော်နဲ့ရီယယ်မက်ဒရစ်ဘော်ဒီဖြစ်ပါတယ်ပြန်ပြောပြပါမယ်မိုနာကိုဘော်ဒီမာဆေးဂိုးဘော်လီဗာပူးဂိုးဘော်နဲ့ရီယယ်မက်ဒရစ်ဘော်ဒီဖြစ်ပါတယ်ဒါက၄သိန်းမောင်းမောင်းတစ်ဖြစ်ပါတယ်မောင်းနှစ်လေးပြောပြပါမယ်မောင်းနှစ်ထဲမှာဘိုင်ယန်မင်းနဲ့ဂိုးဘော်ဂါလာဒါဇရီဂိုးဘော် ကာရာဘတ်ဘော်ဒီနဲ့မန်ဒယ်ဘရော့ဘော်ဒီဖြစ်ပါတယ်။ဘိုင်အမြူနစ်ကိုပေါ့ဂါလာတာဆူရီကိုပေါ့ ကာရာဘတ်ဘော်ဒီနဲ့မက်ဒဘရော့ဘော်ဒီဖြစ်ပါတယ်ဒါကတော့လေးသမောင်းမောင်းနှစ်ဖြစ်ပါတယ်โอเคပါဒါဆိုဒီနေ့တကြောင်းနဲ့တော့ပွဲအားလုံးပေါင်း၄ပွဲကျွန်တော်ပြောခဲ့ပြီးပါပြီဗီဒီယိုလေးသုံးပုတ်ခွဲတင်ထားပါတယ်သက်ဆိုင်ရာဗီဒီယိုမှာသက်ဆိုင်ရာပွဲလေးတွေပြောထားတယ်၃ဆတစ်ပွဲ၂ဆ၂ပွဲနဲ့ရိုးရိုးပွဲလေးတစ်ပွဲကျွန်တော်ပြောခဲ့ခြင်းဖြစ်ပါတယ်โอเคပါဆိုတော့ဒါဒီဗီဒီယိုလေးအသေးလေးလမလေးနော်တရားဆက်လောက်ကြည့်ပြီးတော့နှိပ်ပေးကြဖို့မြတ်တာရက်ခံပါတယ်ဒီကိုလေးဆိုတော့ဒီဗီဒီယိုကိုကြည့်ရှုပြ brother တွေ share ပေး brother တွေ comment ပေးရ brother တွေကြောက်ချင်းနေတဲ့ကျွန်တော်များကြီးတင်ပါတယ်ဗျမင်္ဂလာရှိသောညလေးဖြစ်ပါစေဗျခွတ်လက်ပါဗျ